အဲကျွန်တော်တို့ဘဝမှာကျွန်တော်တို့တိတဲ့အတိဟာအရန်အရေးကြီးတယ်အဲ့တိတဲ့အတိမှန်မှ အတွေးမှန်တယ်အဲ့ဒီအတွေးမှန်မှခံစားချက်မှန်တယ်အဲ့ခံစားချက်မှန်မှကျွန်တော်တို့လှုပ်ဆောင်ချက်မှန်တယ်ကျွန်တော်တို့ဒီအတွေးမှာမှန်ကန်ဖို့ကျွန်တော်တို့ဝင်းဆိုင်မှာဘာပြောဘူးလဲဆိုတော့ကျွန်တော်တို့ဘဝဟာတဲ့ ချောင်းနေမြစ်တွေပင်လေတွေထဲမှာရှိတဲ့လှိုင်းကလေးတွေနဲ့တူတယ်တဲ့လူဆိုတာအမြဲတမ်းလှိုင်းလိုမျိုးဘောမှာလည်းမရှိဘူးတစ်ချိန်လုံးအောက်ခြေမှာလည်းမရှိဘူးကျွန်တို့တို့ရဲ့ဘဝဟာနင်းတလက်မြင့်တလက်ကောင်းတလက်စိုးတလက်နဲ့ဖြတ်သန်းနေရတယ်ဆိုတာကိုကျွန်တို့တို့နားလည်လက်ခံဖို့လို့ဒါကြောင့်မလို့ကျွန်တို့တို့ moral ဆိုတဲ့ကိုကျင့်တရားပညာရဲ့မှာကျွန်တို့တို့အတိမှာနှမျိုးအစွန်းရောက်တတ်တယ်တဲ့ ထမတစ်ခုကတော့ death conscience လို့ခေါ်တဲ့အရာအားလုံးဟာမှောင်မဲသွားတယ်လူလောကစကားနဲ့ပြောမယ်ဆိုရင်မာနာကြီးတာသူပဲသိတယ်သူပဲတတ်တယ်သူထင်တာပဲမှန်တယ်လို့ထင်သွားတဲ့အတ္တိတရားတစ်ခုဒုတိယတစ်ခုကတော့ scrupulous conscience လို့ခေါ်ပါတယ်စည်းစားကြောင်တဲ့စိတ်လို့ပြောတယ်အဲ့ဒါကတော့ဘာလဲဆိုရင်ကိုယ့်ကိုယ်ကိုသိငယ်တဲ့စိတ်ဖြစ်ပါတယ်ကြောက်ရွံ့တဲ့စိတ်ဖြစ်ပါတယ် အထင်မကြီးတဲ့စိတ်ဖြစ်ပါတယ်တန်ဖိုးမထားတဲ့စိတ်ဖြစ်ပါတယ်ငါမသိဘူးငါမတတ်ဘူးသူများတွေကငါထက်အားလုံးတော်တယ်ငါကဘာမှအသုံးကျတယ်လို့မဟုတ်ဘူးဆိုပြီးကို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 ရဲ့ shell လို့ခေါ်တဲ့အခွန်လေးထဲမှာဝင်သွားတဲ့စိတ်ဖြစ်ပါတယ်တကယ်တော့လူအားလုံးဟာအားနေချက်အသာချက်တွေတည်ရှိကြတဲ့ပုံကူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့သိတဲ့အသည့်ဟာမှန်ကန်ရင်အတွေးဟာကောင်းပါအဲ့အတွေးကောင်းတဲ့အခါမှာ ခံစားချက်ကလည်းကောင်းပြီးခံစားချက်ကောင်းတဲ့အတွက်လှုပ်ဆောင်ချက်ကောင်းလာတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရ။ဘာကြောင့်မလို့ဒီနေ့ဒီအကြောင်းအရာလေးကိုဝေမျှရလဲဆိုရင်သခင်ခရစ်တော်ကသူ့ရဲ့တရားနာပရိသတ်အထူးသဖြင့်ကျမ်းတပ်ပုဂ္ဂိုလ်တွေနဲ့ဖာရိရှဲတွေကိုပြောတဲ့စကားလေးဖြစ်ပါတယ်။သူကဘာဥပမာလေးပေးလဲဆိုတော့တိမုတ်ကြပြီးကခုံဖို့လုပ်တဲ့အခါကျတော့လေ လူတွေကမပျော်ဘူးတဲ့ကဲမင်းတို့မပျော်ဘူးကွာဒါဆိုလို့ရှိရင်ငါလားငါတို့ငိုကြီးချက်မှနဲ့ငိုပွဲကြီးဆင်နွှဲကြမယ်လို့ပြောပြန်တော့လေမငိုကြပြန်ဘူးတဲ့ယောဟန်ဗပ္တိစာကတေကန်နာရထဲမှာမစားမတော့ဖဲနဲ့ချိုးကြံခြင်းနေပြောလိုက်တော့သူဟာနဆိုးဆွဲတဲ့ပုဂ္ဂိုလ်ဆိုပြီးမင်းတို့တွေမြင်တယ်တဲ့လူသားကကြွလာတဲ့အခါမှာစားတယ်တောက်တယ်ပြည်သူတွေနဲ့ပေါင်းဖော်ပြီးတော့ပျော်ရွှင်တဲ့ဘဝအသက်ကြတော့လေအစားအသောက်လုံးကျူးတယ်လို့ပြောတယ် ဘယ်လိုမျိုးမင်းတို့နားလည်အောင်လို့ရှင်းပြရမလဲဆိုတဲ့အကြောင်းအရာလေးကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်ဖော်ပြပါတယ်။ဘာကြောင့်မလို့သခင်ခရစ်တော်ဒီဥပမာကိုပြောရလဲဆိုရင်တန်ဟန်ဘပ်တစ္စတာကနောင်တတရားကိုပြောတဲ့အခါမှာ လောင်တာတရားဆိုတော့ကိုယ့်ရဲ့အပြစ်တွေကိုဝမ်းနဲ့ကြေကွဲပြီးဘုရားသခင်ရဲ့အသက်တာလမ်းမှာစိတ်နှလုံးကြင်မာခြင်းနဲ့ဝမ်းနဲ့ခြင်းနဲ့ပြန်လည်ပြီးရှောက်လန်းရတဲ့အသက်တာဖြစ်တယ်လို့သခင်ခွတ်တော်ကြတော့ဂျေဇုတော်အသက်တာကိုပြောတဲ့အခါမှာဘုရားသခင်ကအရာအလုံးကိုတတ်နိုင်တော်မူပြီးချစ်ချင်းမေတ္တာ၌အသက်ရှင်ရှောက်လန်းတဲ့ဂျေဇုတော်အသက်တာကိုပြောပြတဲ့အခါမှာလူတွေကလက်မခံကြပြန်ဘူးဒါကြောင့်မလို့ခရစ်သုသခင်၌ချစ်ခင်လေးစားပါတော်ပါသူဓမ္မမိတ်ဆွေပေါင်းတို့ဒီကနေ့ကျွန်တော်တို့ဝိညာဉ်ဆိုင်ရာအတွက်အချက်ကလေးတစ်ချက်ကိုအတူတူစဉ်းစားရအောင် ကျွန်တော်တို့ရဲ့အတိမှန်ကန်အောင်ဘလို့အသက်ရှင်နေထိုင်မလဲဆိုတဲ့အချက်ကလေးဖြစ်ပါတယ်။ယုံကြည်တယ်ပြီးတော့တဲ့အခါကျရင်အမှန်တရားတစ်ခုကတော့လူတိုင်းဟာ၆ပြစ်ကင်သေးလဲစင်မဟုတ်တလို့လူတိုင်းဟာပြည့်စုံစုံလည်းမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီနေ့ဘဝအတ္တလေးမှာဝိညာဉ်တော်မြတ်ဖျားရဲ့ကျေးဇူးတော်ကိုတောင်းခံပြီးကုရောရှင်ပေးသနာတော်မူတဲ့နှုတ်ကပတ်တော်ကိုသိရှိနားလည်ပြီးအသက်ရှင်လျှောက်လန်းနိုင်တဲ့ခွန်အားနဲ့ကျေးဇူးတော်ကိုတူတူကွာတောင်းခံကြရအောင်လို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးပြုမတ